ဲ့တူပေမဲ့ဘာကွဲလဲဆိုတော့သူကအစိမ့်လေးတွေပူပါတယ်။ပြီးတော့နှိုးကြောက်တွေပါတယ်ပါတဲ့အခါမှာစိမ့်ပြီးတော့ပြီးတော့ထော့ဘက်ပါတယ်။ပွင်းနေ။အဲ့ဒါအကြောင်းပွင်းလေးပြောရင်အဟာရလားအဲကျုပ်ကစော်လားဆိုခိုင်ကျွားကျုပ်ကစော်ဘက်ဆဲရပါရှင့်ခစော်ဆိုးလေခိုင်ကျိုးထင်တာအချင်းဖောက်တဲ့အရာလို့ထင်တာဒါကွာဒါတချို့ကတော့အချင်းဖောက်ကြတယ်တချို့ကတော့ဒါကကြတော့ကျွန်တော်တို့မိချင်းနားမှာကြတော့သူကအချို့ပဲအချို့ပဲဖောက်ကြတာအာအရာကတော့ကျွန်တော်ကတော့မိချင်းနားအတိုင်းနဲ့ချက်တာပေါ့နော်လုံးဝအရာမပြောင်းဟုတ်တယ် ါကြောင့်မြူကြီးနားရသူများတက်ခုကစောတော်တော်ကြိုက်ကြတာ哦ခံယူလို့ကြိုက်ပါ යි တရုတ်တန်းမှာမြူကြီးနားစာသွားစားခိုင်ကျအခုရောက်နေတာစကုံးလန်းပေါ့နော်စကုံးလန်းနားမှာတရုတ်တန်းအမလီစီမစီအစားစာအများကြီးပဲဒါပေမဲ့အခုရက်ပိုင်းလေ အွန်လိုင်းမှာနာမည်ကြီးနေရလေဟိုဟာမြကြီးနာကျုပ်ကစော်ဆိုင်လေးဆိုရင်အားလုံးသိကြမယ်ထင်တယ်အဲ့တော့ဒီကျုပ်ကစော်ကတကယ်ရောကောင်းရဲ့လားဘလို့ရတာရှိရလဲခင်ကျိုးကတရားတစ်ခါမှမစားဘူးသေးပါဘူးဒါကြောင့်မလို့တွားမြေးကြီးဖို့ဒီနာအောင်လာတာပါအွန်လိုင်းပေါ်မှာနာမည်ကြီးနေတဲ့မြကြီးနာကျုပ်ကစော်ဘလို့ချက်မလဲခင်ကျိုးတို့တူတူကြည့်ရအောင်ကျွန်တော်ကတော့ အဲပွဲနည်းနည်းစီရွေးချက်တဲ့အတွက်ကြောင့်ရည်ရင်ထည့်တယ်ပြီးရင်ကျွန်တော်ကစုံထည့်တာပါနော်ကစုံဆိုးလေခိုင်းကြိုထင်တာအချင်းဖောက်တဲ့အရာလို့ထင်တာဒါမှမဟုတ်ဒါတချို့ကတော့အချင်းဖောက်ကြတယ်တချို့ကတော့ဒါကကြတော့ကျွန်တော်တို့မြစ်ချင်းများမှာကြတော့သူကအချိုးပဲအချိုးပဲဖောက်ကြတာပြီးရင်ကျတော့ကျွန်တော်တို့ပန်ခွေကာခွေကာဖက်လေးထည့်တာပါနော်ခွေကာလေးလည်းခွေကာထည့်တယ်ပြီးကျတော့ကျွန်တော်ကတော့ဖောက်ပက်လေးဖောက်ပက်မုံမွေးလေးပေါ်ဒီဟာလေးထည့်တယ်သူကအစိမ့်လိုင်းသွားမှာအဟုတ်တယ်ဒီကအစိမ့်လိုင်းပေါ့နော်အဲ့လိုပေါ့ ချိုးခြင်းလဲတော့ရတယ်ပြောရမယ့်ဒီဟာကတော့ကျွန်တော်လူအကြိုက်ပုံမှာပေါ့နော်ကျွန်တော်လုပ်ပေးတယ်ချိုးလဲရတယ်အရင်ချိုးခြင်းလဲပြောရရတယ်ပြောရရတယ်ဟိုချိုးရှော့ခြင်းလဲရတယ်ဟုတ်တယ်ဒါလေးရပါလေဒါလေးကကျတော့မုန်းကြစီလေးပေါ့နော်မုန်းကြစီလေးတွေတဲ့ဒီလေးပွက်လာပြီဆိုကျွန်တော်ချက်ပြီးထည့်လို့ရတယ်။အော်ချက်ဦးလေးထည့်ချက်ဦးလေးထည့်။နောက်မင်းမျိုးလေးမြကြီးနားမှာဒီချက်ဦးကဆိုတော့ ဒေတာအစားစာလို့ပြောလို့ရတယ်။အဲဟုတ်တယ်အဲ့မှာဒေတာအစားစာလို့ပြောလို့ရတယ်။ဘာလို့ဆိုတော့မြင်းကြီးနားမှာသူကကျွန်တော်နဲ့မိကြီးရပါဘောနော်။အဲဆိုမြင်းကြီးနားမှာမြင်းကြီးနားရောက်ပြီဆိုလို့ရှိရင်အကုန်လုံးစားကြတာစားပြည့်ရှိမယ်။အဲဟုတ်တယ်။ကျောင်းကစားရှိမယ်ဟုတ်တယ်။ကျောင်းကစားရှိမယ်ဟုတ်တယ်။ဘောကအစားရဲ့အရာသာအတိုင်းမလားကိုလုံးဝတစ်ချက်တည်းကခိုင်ခိုင်ဒီဘက်ကလူတွေရဲ့အရာသာအရာ ပြောင်းလာတာမျိုးရှိတယ်အဲ့လိုမျိုးရှိတာအရာသာကတော့ကျွန်တော်ကတော့မြကြီးနားအတိုင်းနဲ့ချက်တော့ဗောနော်လုံးဝအရာသာမပြောင်းဟုတ်ကဲ့ဒီရောက်တော့မြကြီးနားကဒေတာကန်တွေကိုလာစားတာမျိုးရှိတယ်အဲလာစားတယ်လာစားတယ်တချို့ကတော့ဒီဟာကျုပ်ဥပစော်လွမ်းနေလေ သူတို့ကဘာမှချက်ပေးကြလဲအဲ့ဒါမျိုးတော့ကိုနေကိုပြန်သွားတဲ့အရာလာလေးပေါ့နော်နေကိုပြန်ရောက်သွားတဲ့ဖီလီလေးခံစားရတယ်ပေါ့နော်အဲ့လိုခံစားရတယ်ဒီမှာရလာချက်ခုကစော်ရဲ့နောက်ပြီးတော့ဘာရတယ်မုံလုံးရေပေါ်ရေမုံလုံးရေပေါ်ရေဟုတ်ကဲ့သူ့ပုံလုံးရေပေါ်ကပုံမတူးနော်အဲ့သူတို့ဒီမုံလုံးရေပေါ်လေးဆိုလို့ရှိရင်အလုံးနဲ့သေးတယ်နောက်ပြီးဒီလိုအမုံလေးတွေမပေါဘာဘလို့ဘလို့ကွာချောက်ရလဲဒီအားကြောင့်ကျွန်တော်တို့ဒီလိုပေါ့ရိုးရာနဲ့ဒီလိုဒေတာအစားအစာလေးပေါ့ဒါအတင်းမှာတော့ပဲအနည်းနဲ့အပြင်မှာပဲမုံလေးနဲ့အပေါ်မှာချင်းချင်းရေလေးပြူပြူနဲ့စားလို့ရတယ်ပေါ့နော်ကဲစားပါဦး ်အမငွေလေးနဲ့ဒါဆုံဆုံလင်းလင်းဆိုတဲ့တဘောပေါ့လုံလုံလေးပေါ့နော်အဲ့ဒါအဲ့လိုဝိုင်းနဲ့အဲ့ဆုံတဲ့ချိန်မှာစားတာဟုတ်တယ်ကျွန်တော်ကတော့အဲ့လိုဆုံတဲ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုလာဟိုဟာဒီမလုံးမလုံးကြီးပေါ့စားပွဲကြီးပါရှိရပေါ့နော်ကျွန်တော်ယူနေတယ်အဲ့ရိုးရရအဲ့ချိန်မှာစားတာဟုတ်ကဲ့ပါအခုမြကြီးသားကနေပြီးတော့အဲဒီကိုရောက်လာကြပြီလားဒီကလာလို့ဒီအကြောင်းလေးမေးရအဲနည်းနည်းတော့အဲ မကြတကြပါဟို10လားလောက်တော့ရှိပြီပေါ့10လားလောက်တော့ရှိပြီအခုတော့ဘုံငွေကြီးလာပြီစမရောင်းခြင်းတော့အဲ့လိုရောင်းရောင်းရဲဟိုရောင်းအားအဆင်ပြေခဲ့လားအမ်အဆင်မပြေဘူးဘာလို့လဲဆက်ခဲ့လေအဲ့လိုဈေးဥမပေါက်တဲ့ရက်တွေလည်းရှိရပါဘော ရောင်းနေတဲ့ဟာတွေတော့ရှိရပါဘူးဒီလုံးဈေးဥပေါက်ခဲ့ဘူးအဲဟုတ်တယ်အဲ့လိုတွေလည်းရှိတယ်ဟုတ်တယ်အော်လိမ့်စာကတော့ကျွန်တော်ဒီဆက်ကိုလန်းနဲ့ဒီဗာလဲဆင်ဝရန်ကြားပေါ့နော်ဒီဘန်ဘန်ဒူလာလန်းပေါ့နော်အဲ့ဒီပေါ်မှာရောင်းတာရောင်းတဲ့အချိန်ကတော့ကျွန်တော်6နိုင်ရနေ7နိုင်အထိရောင်းတာပေါ့နော်ဟုတ်ကဲ့ပါ ကျုပ်ဥကစော်နဲ့ဒီမှာကတော့တရုတ်မုံလုံးရေပေါ်လေးပေါ့နော်မြည်ကြည့်အောင်ခိုင်းကြလို့နော်ဒီမှာတွေ့တာကတော့နှိုးကြောင်လေးတွေ့တယ်အပေါ်မှာထည့်တာနှိုးကြောင်တွေအများကြီးပဲနောက်ပြီးတော့ကျုပ်ဥကျုပ်ကကြက်တောင်ကြက်သွားပြီသူတို့အစိမ်းဖောက်ထည့်တာပဲမကြက်သွားပြီကျုပ်ဥလေးရတယ်မှာကွီကာအုပ်အခက်လေးတွေတွေ့တယ်အဲပြီပြီဆိုရင်တော့အကောင့်မြင်လေးပေါ့နော်အဲ့တော့မြည်ကြည့်အောင်อืมอันนั้นเราใครดูเสื้อสาวมีบารู้เลยใช่ไหมตู้อันนั้นอ่ะ နိုနိုကြောက်အနံ့လေးရယ်ထောပက်အနံ့လေးရယ်ဘယ်တော့တောင်မှွင့်နေမလဲပုံဖော်ကြည့်လိုက်ပူနေတော့မယ်အရင်လေးရင်မြည်ကြည့်မယ်နော်ကလို့ရတာလဲဆိုတော့သူကအစိမ့်အရတာလေးရယ်အင်းအချို့အရတာလေးနည်းနည်းပတ်ပါအခုခိုင်သူကပုံမှန်လေးပေါ့ အချိုရတာပါတယ်အစိမ့်ရတာပါတယ်မုတ်ကြစီဖက်လေးတွေဣတုံဣတုံလေးတွေစားလို့စားရရတာရပြီးတော့ကောင်းငင်းကောင်းငင်းလိုက်တယ်စားလို့ကောင်းငင်းရောနောက်ပြောဟာလို့ကြောက်လို့ကြောက်လေးရောလုံးဝစိတ်ညာပဲอืมအားကြောင့်မြကြီးနာရသူများကျောက်ကစောတော်တော်ကြိုက်ကြတာ哦ခင်ဗျားလည်းကြိုက်ပါ යි အဟားနဲ့တူဝင်မဲ့ဘာကွဲလဲဆိုတော့သူကအစိမ့်လေးတွေပူပါတယ်ပြီးတော့နှိုးချောက်တွေပါတယ်ပါတဲ့ခါမှာ စိမ့်ပြီးတော့ top back ပိုင်းပွင်းလို့အဲ့ဒါကြောင့်ပွင်းလေးပြောရင်အဟာရလားအဲကျုပ်ကစော်လားဆိုခိုင်းကျွားကျုပ်ကစော်ဘက်ရှင်းရပါရှင်းသူကတပွဲကို6ထောင်အဲ့တော့ဘာဒီပါလဲဆိုအဟာရပြည့်ဝရရအကုန်ပါလေကျုပ်ရေနှုတ်ချောက်ပြောနှုတ်ချောက်ဆိုဈေးကြီးရအများကြီးပဲပြီးတော့ထည့်ပေးကြတာတပွဲတွေမှာနှုတ်ချောက်တွေရကောင်းကြီးနေရနောက်ပြီးခုနပြောရဲဟိုအစုံပဲနှုတ်မုံတွေလည်းပါတယ်ဆိုတော့လေအဲဆိုင်ကြီးတွေမှာလည်းရှင်းလိုက်မယ်ဆိုရင်တော့တန်တယ်လို့ပဲပြောမှာပေါ့ဆိုအဟာရအစုံနေအကုန်ပါပြီးသား အာမရှိရသူအပြက်လက်နေသူတွေကျုပ်ကစော်လေးလာစားလိုက်ပါအာရှိသွားစီရပါမယ်။အင်းမုံလုံးကြီးပေါ့တဲ့။ခိုင်ကျိုးလို့မုံလုံးကြီးပေါ်ရင်းနဲ့ဆိုတော့ तू ဆိုက်ကအစားစကွာဝါကြီး तू ဆိုက်ရအကြီးကြီးပဲ။စားကြည့်အောင်။ဘုရုံလုံးကြီးအကြီးကြီးပဲ။အောက်ဆက်လက်ဆက်ပါ။စားကြည့်လိုက်မလား။ကမ္မချီအီအီတုံတုံမုံလေးတွေကိုစားဖို့ရမလားအဲ့ဒီရတာအတိုင်းပဲပဲလေးနေထဲမှာဟုတ်တယ်ပဲမဲအစိမ့်နေနေမှာနော် မုံလုံးကြီးနဲ့လည်းမတူဘူးမုံလုံးကြီးကကြောက်တမျိုးမြန်မာအစားအစာမုံလုံးကြီးကတော့အပြင်အကျွတ်ကလေးလေသူကကြတော့ဟိုစီရီပါရီပါလာမျိုးမရှိဘူးအထက်ထဲမှာအဲ့ဒီပဲအနှစ်လေးရယ်တေချာတော့အဲ့မိုချီမုံလေးကြီးနဲ့တော်တော်တူတယ် ဆက်ဆွေးပြီးပြန်ပြီအဲ့တော့ review ပေးစင်ပါတယ်ရှင်ကိုကတော့အရသာတွေရောဗာတွေရောအားလုံးကိုချုပ်ငုံပြီးတော့ ဖိုက်စားအပြည့်ပေးကြပါလေ။ဘောက်ဆော်ကအချို့အစိမ့်ကြိုက်တဲ့အဖွဲရမှုလို့ပါ။ဒီဆိုင်မားလေးကကကစမာကြီးလာတယ်။မြကြီးနားကကစမာကြီးတောင်လာစားရနော်။သူတို့မြကြီးနားကအရသာအတိုင်းလုံးဝတပုံစံနဲ့ပါပဲတဲ့။ဒါကြောင့်မလို့ခိုင်ချိုးကိုလေကျဲဥကစော်နဲ့အဲဒီမှာအမုံလုံးကြီးပေါ့နှစ်မျိုးရတာလေ။နှစ်ခုလေးကတစ်ခုပဲရွေးရမယ်ဆိုရင်တော့ခိုင်ချိုးကတော့မြကြီးနားကျဲဥကစော်ကိုရွေးမှာပါလို့ဒီလိုလိုင်းလေးအဲ့ဒါလေးကိုမြည်ပြအောင်ကြီးကြည့်ပါလို့အကြံပေးကြပါရဲ့အဲ့တော့ဒီဆိုင်ကမြကြီးနာသားလေးရဲ့ဆိုင်အဲ့ဒါကြောင့် အချို့အစိမ့်ကြိုက်သူများခိုင်ကျိုးတို့အဖွဲ့ကြီးအားပေးလိုက်ကြအောင်လို့တတား